မင်္ဂလာပါညရှိခွာစာဆောင်မနှုတ်ဖူးဆက်သားပါရယ်နိုဝင်ဘာလ25ရက်2025ခုနှစ်အင်္ဂါနေ့နာမရုံမူကအောင်းဘွေတိုင်ပင်ဘက်တကုန်းကြီးသောဖျားကြီးထာဝရဖာရေးတကြီးရှင်ကိုခေါ်ပေါ်သမုံကြီးကိုခံတော်မူလိမ့်မည်ဟေရှားနိုင်ကတိချံခန့်ကြီးကိုခန့်ကြီးချောင်းခေါင်းရှင်ကတကုန်းကြီးသောဖျားကြီးအင်မတန်မှဖိနှိပ်ခြင်းကိုခံရသောသင်းတော်တစ်ပါးသည့် လွလွဝဝဝပြုကိုဝင်နေခဲ့ပါသည်ဒူနိုင်ငံမှာကဘာသာကိုပြောင်းဝင်မရှိလို့မွေးလာတာနဲ့နိုင်ငံတော်ဘာသာကိုပဲကိုးကွယ်ရမယ်အခြေခံဥပဒေရှိပါသည်ထို့ကြောင့်ခရီးရအချို့မှာအတော်ဝင်တတိထား၍ကိုးကွယ်ဝင်ပြုရပါ၏ဝင်ပြုခြင်းသို့လူစင်းဝင်ရမရပါ တခုသောဘုံလေးမှာသစိမ်းမိမတယောက်ရောက်လာခဲ့ပါသည်ရှင်တို့ရဲ့ဖျားကိုကျမကိုးကွယ်လို့ရမလားကျမသိချင်တယ် အဲ့ဒီဖျားမှာတကယ်ပဲတကုံးရှိပြီးကိုယ်ခွေထိုက်သလားဆိုတာဟု စကားဆလာပါ၏တီယုံဆရာသာမကအတင်းထောင်များကခေါင်းနှပန်းကြီးတော့ပါ၏ဒုက္ခပဲတရှုံများလားဟုတွေးမိကထုံမင်းမအားချုံမော့ကပြန်လွတ်လိုက်ကြသည်အတူတူကဝန်ပြုခွင့်မပေးပါ သို့သောဂျီနဲ့အောင်တော့တူတူကလေးရှူတောင်းပေးလိုက်ပါသည်ရှီယာကနောက်ပိုင်းမှာလူဝင်လူထွက်ကိုကန့်တန့်ရအဆောက်ချထားပါ၏လေးဘက်ငါးဘက်တီထူးချမှုရှိပါနောက်တစ်ဘက်မှာအဆောက်ကိုရုပ်သိမ်းလိုက်တော့မှ ထုံမင်းမှပေါ်လာပြန်သည်တယောက်ထင်းမဟုတ်ပါသူရုပ်ကြားလဲပါလာပါသည်ရှင်ရခမရသား၍ထိလန့်တော်ပါ၏သူယုံချံကခမရတို့ကျုံမိမကိုပါလုံးလိုက်တယ်လေဟု ခက်မာမာမင်းလေးအားလုံးအံ့အားသည့်မိမအမျိုးမျိုးလဲပတ်ပြောတော့လဲမရတာနဲ့နောက်ဆုံးမှာတူတူကလေးရှူတောင်းလိုက်မိပါတယ်ဗျာဟုဝန်ခံလိုက်ပါ၏ဒိုကာသူယုံချန်ကအဲ့ဒါပဲအဲ့ဒါပဲကျုံမိမကိုလုံးတလူကျုံကိုရဲ့လုံပီးစမ်းမဟုမရမကတောင်းရှူနေ၏သူမိမသည်ကန်ဆန်ယောဂာနှင့်တီဆိုရမိအချိန်မှာရှေယဝန်များကလက်လျှော့သောအချိန်မှာ ဖျားเจ้าကိုရောက်သား၍စူတောင်းခံလိုက်ရသဖြင့်ယောဂရွှေပြောက်သွားတာကိုသူယောက်ျားကအံ့ဩ၍ဝမ်းသာလို့ဖြင့်ရှုံ့ဆန်းခံရောက်လာခဲ့တာပဲ ဘုရားခင်အောင်းဖွယ်တကူကိုလက်တွေ့ခံစားရတော့ကဘလို့မမနေနိုင်ပဲတင်းဝင်သူဖြစ်လာချင်ခဲ့ပါတဲ့ဒူဒူတိတ်တိတ်ပဲယုံကြည်သူဖြစ်လာခဲ့ကြပါ၏ရှေးကားကဲ့သို့မည်မခြားနာနမိတ်လက္ခဏာနှင့်အနာကိုငြိမ့်စေသောအရှင်သခင်ရှုဖြစ်နေစေပါပဲမိတ်ဆွေအားလုံးဖြာတိကောင်းချီးပေးပါစေ